လာမယ့်ဘဏ္ဍာနှစ်တွင်ပြည်ပသို့ပေါင်းစံတန်းချိန်သုံးသိန်းတင်ပို့မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစံတပါအတင်းချုပ်အနေနဲ့လာမယ့်2025-2026ဘဏ္ဍာနှစ်မှာပြည်ပတို့ပေါင်းစံအတန်းချိန်3သိန်းတင်ပို့နိုင်ဖို့ရထားတယ်လို့သိရပါတယ်။ ဒီလိုပြည်ပကိုပေါင်းစံတင်ဖို့နိုင်ဖို့အတွက်ပေါင်းစံဆက်30ကိုအဆင့်မြင့်တင်သောလိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ထားနိုင်ပေါင်းစံထုံးလုံးမှုတိုးတက်ဖို့အတွက်ရေတိုးရေရှည်ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက်ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကိုမတ်လ22ရက်ကမြန်မာနိုင်ငံကုန်သင်ဆက်မှုအသင်းချုပ်မှပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြမပိုးကုံစန်ထွေးရဲ့အထီးကဝဲလက်ကဥရောပဈေးကွာဖြစ်ပြီးအာရှနိုင်ငံတွေဖြစ်တဲ့တရုတ်အင်ဒိုနီးရှားဖိလစ်ပိုင်နိုင်ငံတွေကိုလည်းတန်ဖိုးမြင့်စန်ထွေးတင်ဖို့ရောင်းချဖို့ရှိနေပြီးပေါင်းစံကိုထော့ရုရှားနိုင်ငံသို့တင်ဖို့သွားဖို့ရှိတယ်လို့သိရပါတယ်ဒီလိုမြမပေါင်းဆန်ကိုရုရှားနိုင်ငံကိုတင်ဖို့နိုင်ဖို့မြမနဲ့ရုရှားနိုင်ငံအကြားနားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးထားတယ်လို့လည်းသိရပါတယ်ရှင်